မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဤစဉ်မြင်တွေ့နေကြရန်ကုန်မြို့ရဲ့လမ်းမတွေစီကားတဲ့ညာကျေးတန်းတွေတည်ငြိမ်အေးချမ်းတဲ့ဘုရားပထိုးတွေအဲ့ဒီမြင်ကွင်းတွေကိုပကြီကားချက်အဖြစ်ပြန်လည်မြင်ရတဲ့အခါဘယ်လိုခံစားရပါသလဲပုံနုကူးရေးထားတာမျိုးလို့ချင်မမိသလားဒါမှမဟုတ်ပကြီရှာရဲ့နှလုံးသားရခခံစားချက်ကိုပါအယောင်တွေနဲ့ပုံဖော်ထားတာမျိုးလို့ခံစားမိပါသလားခင်ဗျာ ဒီကနေ့ကျွန်တော်တို့တူတူခီးထွက်ကြမယ်နေရာတစ်ခုကတော့လူငယ်ပကြီးဆရာလာပြည့်ရဲ့အမှုပညာကဘာကနေရာလေးတချို့ကိုပါခင်ဗျာသူဟာဆရာကြီးဥငွေအောင်ရဲ့မျိုးဆက်တူဖြစ်ပြီးရန်ကုန်ပကြီးပမှုအကြောင်းစင်တယောက်ပါခင်ဗျာသူ့ရဲ့ပကြီးကားတွေမှာကျွန်တော်တို့မြင်တွေ့နေကြမြမပြည့်ရဲ့ပုံရိပ်တွေကို သူ့ရဲ့တည်တံ့အမြင်သူ့ရဲ့တည်တံ့ခန်းစားမှုတွေနဲ့ဘလို့ပုံဖော်ထားသလဲဆိုတာကိုအတူတူ လေ့လာကြည့်ကြပါစို့ခင်ဗျာ။ artist lavi ရဲ့ပကြီကားတွေကိုကြည့်လိုက်တာ ਨੇ ပထမဆုံးကျွန်တော်တို့သတိထားမိမှာကသူရေးဆွဲတဲ့ဟန်ပါပဲသူက subject တခုဥမာဒီပကြီကားတွေကမျိုးပြမြင်ကွင်းလိုမျိုးကို ပြန်လည်ဖော်ပြတဲ့အခါမှာမြင်တွေ့ရတဲ့အတိုင်းတည်တည်ကြကြပုံဖော်ထားတာတဲ့အဲ့ဒီမြင်ကွင်းကနေသူ့ကိုပေးတဲ့ခန်းစားချက်ကိုအဓိကထားပြီးတင်ပြတယ်လို့ယူဆမိပါလေ။ သူ့ရဲ့ presentation မှာအဓိကကြဆုံးတဲ့အထင်ရှားဆုံးကတော့မြင်ကွင်းတစ်ခုလုံးကို geometrical shapes တွေအထူးသဖြင့်၄တောင်စတူရန်အကွက်ငယ်လေးတွေနဲ့ပြန်လည်တိဆောက်ထားတာပါပဲ။ဒါဟာ Jupiter အမွေအသက်ပါတဲ့ခစ်သစ်ပကြီးရေးဆွဲနည်းတစ်မျိုးပါ။အလျှောက်ဦးတစ်ခုလုံးကိုအယောင်တစ်ယောင်နဲ့မတုံးပဲအဝါအပြာအစိမ်းအနီးအယောင်သုံးကွက်လေးတွေနဲ့ စီချေထားတာကိုကြည့်ချင်းအဖြစ်သူဟာအဆောက်အဦဆိုတဲ့အရာဝတ္ထုပုံပန်းသဏ္ဍာန်ထက်အဲ့ဒီအဆောက်အဦတရှိနေတဲ့ပဝန်းကျင်ရဲ့တက်ကြွမှုအလင်းမောင်ရဲ့ပြောင်းလဲမှုမျိုးပြရဲ့စိတ်လှုပ်ရှားမှုတွေကိုအယောင်ွက်တွေအဖြစ်ပြောင်းလဲပစ်လိုက်တာကိုတွေ့ရမိမှာပါသူဟာမြင်ရတဲ့အတိုင်းဆွဲတာမဟုတ်ဘဲခံစားရတဲ့အတိုင်းဆွဲတဲ့ပကြီးဆရာတယောက်ဖြစ်တယ်လို့ယူဆလို့ရနိုင်ပါလေခင်ဗျာဒါဆိုရင်ဆရာလာပြည့်နေနဲ့ ကြည့်ရှုသူရဲ့ရင်ထဲကိုပကြီကားတွေကနေတဆင့်ဘာတွေပြောပြချင်တာပါလဲကျွန်တော်တို့ဒီညာစင်းမြင့်ဝင်းပကြီကားလေးကို ကြည့်ကြရအောင်ပါဒီပကြီးကားလေးမှာသူကဈေးတဲ့တယောက်ချင်းစီရဲ့မျက်နှာကို အသေးစိတ်စွန့်ထားပါဘူးဒါပေမဲ့ညရဲ့အမောင်ထဲမှာဆွတ်ဆွတ်နေတဲ့လမ်းမပေါ်ကရောင်စုံထီးတွေမီးရောင်တွေရဲ့အရေးပြမှုတွေကိုခံစားကြည့်လိုက်ပါအဲ့ဒီမီးရောင်တွေကိုတောင်းသူက၄တောင်းအကွက်လေးတွေနဲ့စိတ်ရှိလက်ရှိပုံဖော်ထားပါလေဒီပကြီးကားမှာဆိုရင်ညာဘက်ကောင်မီရန်တွေကိုမှုံဝါးဝါးလုံးလေးတွေ bookish effect အဖြစ်နဲ့ပဲပုံပေါ်ထားပါတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့တွေကာမီရန်တွေကို first land နဲ့ဓာတ်ပုံရိုက်ကူးတဲ့အခါမှာရရှိတဲ့ effect လိုပဲလွယ်လွယ်ကူကူမှတ်သားကြည့်ပါဒါဟာဘာကိုပြတာလဲဆိုရင် သူဟာအသေးစိတ်အချက်လက်တွေတဲ့ atmosphere လို့ခေါ်တဲ့ပတ်ဝန်းကျင်ရဲ့ခံစားမှုကို ပိုလေးပြီးနေတာမျိုးပါညရဲ့အငွေ့သက်မီးအောင်တွေရဲ့နှွေးထွေးမှု မိုးရွာပြီးစလမ်းမရဲ့အေးမြမှုလူတွေရဲ့လှုပ်ရှားမှုကနေဖြစ်ပေါ်လာတဲ့စကားသံတွေအဲ့ဒီစကားသံတွေကို ခံစားချက်ဖြစ်ပရိသတ်စီဓာတ်ရိုက်ရောက်စေခြင်းနဲ့သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါလေသူပြတ်ပခြင်းနဲ့သူပြောပြခြင်းနဲ့အရာကဇလန်းတစ်ခုမဟုတ်ပါဘူးစိတ်ခံစားမှုတသက်ပါပဲ ကောင်းပါပြီသူရဲ့ပကြီကားတွေကနေတဆင့်ပြောပြတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကြည့်ရှုသူတယောက်အနေနဲ့ဘယ်နေရာကစပြီးခံစားမလဲဘယ်လိုချင်းကပ်ပါမလဲပထမဆုံးအနေနဲ့ဒီပကြီကားတွေကကိုနဲ့အရင်းနှီးဆုံးအရာတစ်ခုကိုရှာကြည့်ကြည့်ပါ ဥပမာဒီပကြီကားတွေမှာဖရရဲ့ဒီတော့ဒါမှမဟုတ်သင်္ကန်းဝတ်ထားတဲ့ယဟန်တော်တွေအဲ့ဒါက ကျွန်တော်တို့ကိုပကြီကားတွေကိုဝင်ဖို့တကားပေါက်တစ်ခုဖြန့်ပေးလိုက်တယ်လို့ပါပဲဒီအရာကနေမှာမျက်ရှိကိုပဝန်းကျင်စီဖြည်းဖြည်းချင်းလွတ်ပေးလိုက်ပါဖရာပထူရရဲ့ပုံကြီးတွေကိုဘယ်လိုမျိုးအပြာရောင်အကွက်တင်နဲ့ပုံဖော်ထားပါသလဲတောင်နှန်းတွေကိုဘယ်လိုအစိမ်းရောင်ပတ္တန်တွေနဲ့တိဆောက်ထားပါသလဲအဲ့ဒီခါမှာကျွန်တော်ရဲ့အုံတော့ကဒါဟာဖရာဒါဟာတောင်ဆိုတဲ့အသည့်ကိုခဏမိတ်ပြီးတော့ အယောင်နဲ့ပုံစံတွေကပြီးတဲ့အမြင်အာရုံတသက်ကို ခံစားလာရပါလိမ့်မယ်ဒီကားလေးကအမျိုးသမီးလေးရဲ့အပြာရောင်ထီးလေးကအနီးအဝါခန်းရောင်တွေနဲ့ပြည့်နေတဲ့ဖះเจ้าဆောင်ကြီးရဲ့ရှေ့မှာဘလောက်တောင်ချင်းကနေဖြစ်နေသလဲဒီပကြီးကားကအထီးချန်ချင်းလားငြိမ်ချမ်းချင်းလားဒါမှမဟုတ်ယုံကြည်ခြင်းရဲ့အလှတရားလား ဟာကြည့်ရှုသူတယောက်ချင်းစီရဲ့ကိုယ်ပိုင်အတိတ်ပဲဖွင့်ဆိုမှုအပေါ်မှာမူတည်သွားပါပြီ artist လာပြီကကျွန်တော်တို့ကိုစဉ်းစားကြခံစားကြနေရာလို့တခုခြံပေးခဲ့တာပါ ခုကျွန်တော်တင်ပြထားတဲ့ပကြီကားတွေနဲ့ပတ်သက်ပြီးခြုံငုံပြောရရင် Artist Library ရဲ့အမှုပညာဟာမြမပုံရိပ်တွေကိုခေတ်သစ်အမှုပညာမြင်နဲ့ပေါင်းစပ်ပြီးစိတ်ခံစားမှုကိုဦးစားပေးတင်ပြထားတဲ့လက်ရာတွေလို့ယူဆနိုင်ပါတယ်။သူရဲ့ပကြီကားတွေဟာကျွန်တော်တို့ကိုနေရာဒေသတစ်ခုအကြောင်း ပြောပြနေတာတဲ့။အဲ့ဒီနေရာဒေသရဲ့စိတ်ဝိညာဉ်တွေကိုထိတွေ့ခံစားဝင်ပေးနေတာပါ။သူကအယောင်တွေ ပုံစံတွေအလင်းမောင်တွေနဲ့ကြပြာတပုတ်ကိုဆက်စုပြနေတယ်လို့ပါပဲ။နောင်ခါများမှာသူ့ရဲ့ပကြီကားတွေကိုတွေ့တဲ့အခါဒါဘာကားလဲလို့မိကွန်းထုတ်တာတယ်။ဒီပကြီကားကငါ့ကိုဘလို့ခံစားရစေတလဲ။အဲ့ဒီလိုကိုကိုကိုပြန်မေးကြည့်ဖို့တိုက်တွန်းရင်းဒီနေ့ artist lobby ရဲ့အနုပညာကဘာတွေက နေရာဒေသတစ်ခုကိုခရီးထွက်ခဲ့တဲ့ကျွန်တော်တို့ရဲ့အမှုပညာခီးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာနောက်တစ်ပတ်များမှလည်းတခြားသောပကြီးဆရာတွေရဲ့ပကြီးကားတွေသူတို့ရဲ့အမှုပညာကဘာတွေကိုကျွန်တော်တို့ခီးထွက်ဖို့အတွက် artist artistry ကနေစောင့်မျှော်နေပါရစေခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ